စင်ကာပူနိုင်ငံမှာမကြခင်ကျင်းပပြုလုပ်တော်မူ International Prince and Princess 2015ပြိုင်ပွဲကိုတွားရောက်ရှင်ပြိုင်မဲ့မြန်မာနိုင်ငံရဲ့အသက်အငယ်ဆုံး Miss Mini မြန်မာချစ်ချစ်တုံရဲ့အကြောင်းကိုရုပ်သံမတန်းအနေနဲ့ MCN သတင်းတောက်ဟင်းကိုကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပေါ်ပြိုးတိုးတက်နေတဲ့ဒီနေ့ခေတ်လူငယ်တွေကြားမှာ ဉာဏ်ပညာတွေနှိပညာတွေနဲ့အနုပညာဆိုင်ရာပညာရပ်တွေစတဲ့အဆောင်ရည်တွေကိုနိုင်ငံတကာနဲ့ရင်မောင်းတမ်းပြီးပါဝင်ရှင်ပြိုင်မှုတွေရှိလာသလိုတခြားအိန္ဒိယနိုင်ငံတွေနီးတူမြန်မာနိုင်ငံကလူငယ်တွေနဲ့ကလေးငယ်တွေအတွက်လည်းပြိုင်ပွဲအရရမှာပါဝင်ရှင်ပြိုင်ခွင့်တွေရရှိနေပြီဖြစ်ပါတယ်။လာမယ့်ဇူလိုင်လ23ရက်နေ့စင်ကာပူနိုင်ငံမှာကျင်းပပြုလုပ်မယ့် International Prince and Princess 2015ပြိုင်ပွဲကိုပထမဆုံးအကြိမ်မြန်မာနိုင်ငံကကလေးငယ်၄ယောက်တွားရောက်ရှင်ပြိုင်ဖို့ရှိနေပါတယ်။ International Prison Princess 2015ကိုတွားရောက်ရှင်ပြန်မဲ့ကလေးငယ်လေးဦးထဲမှာအသက်၅နှစ်အရွယ်သာရှိသေးတဲ့သူငယ်ရန်ကျောင်းသူလေးတယောက်လည်းပါဝင်နေတာပါသူကတော့ Mini Miss မြန်မာချစ်ချစ်တုံမဲဖြစ်ပါတယ်မမီယာအကပုံမျိုးနဲ့ကမှာပါရှင်တမီမီယာမီယာပတိန်ကြီးနဲ့တတိန်ကြီးနဲ့ကမှာပါရှင်မီယာ ။ဝင်ရနောက်နောက်ဆုံးကြတော့စေယုစေယုနဲ့ကမှာပါရှင်။လောက်လိုမျိုးလေးကမှာပါရှင်။တမီးရနောက်အကွက်ကြတော့ဒီချီနဲ့ကမှာပါရှင်။မီးရမရလို့ကြိုးစားမှာပါရှင်။အော်သူများရင်းနဲ့တော်အောင်လို့ပြိုင်မှာပါရှင်။ဟာချစ်ချစ်တော့ဟာ ကျောင်းကာဘွယ်တွေနဲ့ရက်ွက်အတင်းမှာကျင်းပနေကြဖြစ်တဲ့ပြော်ပွဲရှင်ပွဲတွေမှာပါဝင်နေကြဖြစ်ပါတယ်။ဒီလိုပွဲတွေမှာအလှမဲ့အဖြစ်မော်ဒယ်ရှိုးလျှောက်တာတွေတည်သူချင်းတွေနဲ့ကပြဖြော်ပြတာတွေကနေစတင်ပြီးနိုင်ငံတကာအဆင့်ပြိုင်ပွဲတွေမှာတွားရောက်ရှင်ပြိုင်မှုတွေတွန်းအားတွေဖြစ်စေခဲ့တာပါ။ကျောင်းကာဘွယ်တွေနဲ့ရက်ွက်တင်းဖြော်ပြပွဲတွေကနေစတင်လိုက်တဲ့သူ့ရဲ့ဝါသနာဟာဘယ်နေရာမှာကလေးဖြော်ပြပွဲပဲရှိရှိစတိတ်စင်ပေါ်မှာတက်ရောက်ဖြော်ပြတာတွေမလုပ်ရရင်မိဘတွေကိုငိုရိုတောင်းပန်နေတဲ့အဖြစ်ဖြစ်လာခဲ့တာပါ။ ဒီလိုပြန်ခဲ့တဲ့ပြန်ဝယ်တိုင်းလဲရှုံးနေကြတာမရှိပဲအများတန်းစုစုစိတ်တွေရယူနိုင်ကြတာပဲဖြစ်ပါတယ်သမီးအရင်ပြန်ကျင်တယ်သမီးကလည်းပြန်ကျင်တယ်ဆိုတော့ကိုကလည်းမလုတ်တတ်ဘူးလုတ်တော့သမီးရဲ့ဖြစ်ပါမလားဆိုဖြစ်တယ်တဲ့ဖြစ်တယ်တဲ့ပြိုင်မယ်ဆိုအဲ့နဲ့ तू ရင်ပုံးလေးတွေပါလေးကြတော့ तू ကမမဝှစ်ဆောင်လေးကြိုက်တော့ကငိုလေးကချုပ်ပေးထားတာရှိရကဲအဲ့ဒါဆိုလို့ရှိရင်ဗမာသူကဘယ်တိုင်းရင်းသားဝှစ်ဆောင်ပြိုင်မလဲဆိုတော့တပြင်းဟာဆိုရှာရတာခက်နေရောဗမာဝှစ်ဆောင်နဲ့ပဲပြိုင်မယ်ဆိုပြီးစရင်ဖုံးဆက်ပြီးလှမ်းပေးလိုက်တာလှမ်းပေးလိုက်ပြီးတော့ ဟုတ်လို့လားဟိုရရင်လုတ်တက်ပါမလားဆိုရတယ်တဲ့သူအဲသူ့ကိုယုံကြည်ပြီးပဲလိုက်သွားတာပေါ့လိုက်လဲလိုက်သွားဟိုလဲချောက်လဲချောက်ကိုဟိုရောက်မှရှောက်လာတော့ကြည့်ရတာနံပါတ်9တို့6တို့အဲ့အဲ့လောက်နေရာအရှိမ3 4ရောက်လဲထွက်လဲပြောသူထွက်သွားတာအဲအိမ်မှာတကားမှလည်းမလုတ်ပြဘူးအဲ့လိုမျိုးဟိုစင်ပေါ်ရအောင်ဘယ်လိုလုံးမလဲမလုတ်ပြဘဲနဲ့ဟိုလဲရောက်ကိုလုတ်တာဟုတ်မထင်ဘူးပေါ့နော်တမိအဲ့လိုပြိုင်ပြီးတမိလည်းလည်းပြီးပါပြန်ချောင်းဆိုမပြန်ဘူး သမီးကဟိုနေဒီစုကိုလိုချင်တာနေမှာအဲ့လိုမျိုးပြောတာသမီးမဟုတ်ဘူးပြန်ရအောင်ဆိုလည်းမပြန်ဘူးအဲ့ကျွန်တော်ကဲကလေးစိတ်ချမ်းသာအောင်ပေါ့စောင့်ပေးလိုက်မယ်သူစောင့်ပေးလိုက်နှစ်သိစုကပထမ၅စု၅စုကနေတော်တဲ့ကလေးများလို့နှစ်သိစု၁၀စုဖြစ်သွားတယ်တဲ့ဆိုတော့ကိုကဟိုနေပေါ့ တော်တဲ့ကလေးလေတော်တော်များပါတယ်အဲ့တော့လေဆယ်သူဖြစ်သွားတယ်သမီးတို့နှစ်သိန်းစုလောက်တော့ပါမဲထင်တယ်ပေါ့သူကသူကအဲ့လိုပြောလို့ငိုသေးတယ်အဲ့လိုဆိုနှစ်သိန်းစုတွေဘာကြီးအကုန်ကျင်ညာသွားတယ်သူမပါဘူးမပါတတိယစုကျင်ညာတော့လေသူမပါဘူးဆိုတော့ကိုကမထင်တာနောက်ဆုံးကျမှပထမစုကျင်ညာတော့သူဖြစ်နေအဲ့မှာသူကလေတွေ့လာတွေ့လာတဲ့သမီးရတဲ့ငကူလေးကမှန်းထားတာ အဲ့မှာလေပိုးကဝင်သွားတာဗောနော်အဲ့ဒါလေးတွေကိုကအကုန်လုံးတပုံလေးတွေရိုက်ထားတယ်အကုန်လုံးဆိုအမလန်နုအဲ့လေးပြလိုက်ပြမလန်နုကအရန်သဘောကျပါတယ်သူအဲ့ဒီအလေးတွေမြင်ပြီးတော့လေအတူဖွင့်ဖြစ်နိုင်ပါတယ်ဗောနော်ဆိုပြီးအတိုင်းမင်းရပြီးမှအတူရွေးပြစ်သွားတာပါစင်ကာပူနိုင်ငံမှာကျင်းပမဲ့ International Prison Princess 2050ကိုတွားရောက်ရှင်ပြိုင်နိုင်ဖို့လိုအပ်တာတွေတင်ယူနိုင်ဖို့အတွက်ဆီယမားဖြစ်သူမလနိုတို့ကလေ့ကျင့်သင်ကြားပေးနေတယ်လို့ ကပြဖျော်ဖြေမှုတွေအတွက်ယူရေနီယံအကောက်ဖွဲ့ကတာဝန်ယူပြီးတင်ကြားပေးနေတာဖြစ်ပါတယ်။ဒါအပြင်ခလေးရဲ့ထက်မြက်သွက်လက်မှုတွေကြောင့်မြန်သူတိုင်းရဲ့ချစ်ခင်မှုကိုရရှိနေသလိုပြန်ပွဲမှာသွားရောက်ရှင်ပြိုင်နိုင်ဖို့အတွက်အဝယ်အစားတွေကိုနံပါတ်ကြီးဒီဇိုင်နာတွေကအခမဲ့တာဝန်ယူဆောင်ရွက်ပေးနေတာလည်းဖြစ်ပါတယ်။ မီနီမစ်မြန်မာကတော့ထူးပြီးတော့ training လုပ်ဆရာမလိုပါဘူးဒီကလေးကပါရမီပါတယ်နောက်သူ့မမေနဲ့သူ့ဦးလေးတွေကအရန်ချစ်တဲ့အခါကျတော့ငငယ်တည်းရပါတော့သူ့ kit shows တွေနောက်ပြိုင်ပွဲတွေမှာအမြဲတမ်းထည့်ထားတယ်လှမ်းလို့ရှိကိုလာလျှောက်တဲ့အချိန်မှာသူ့ရဲ့ profile လှမ်းလို့ခါမတွေ့ဘူးအကြီးမဲအကြီးတွေလာလျှောက်ရင်တော့အဲ့လောက် organize မဖြစ်ဘူးပေါ့နော်ဒီ iPad နဲ့အကုန်လုံးဒါဘယ်ပွဲမှာပြိုင်တာဘယ်ပွဲမှာပြိုင်တာအဲ့လိုမျိုးပြသွားတာ ဟုတ်ကဲ့အဲ့ဒါနဲ့လှလို့ရွေးပြစ်လိုက်တာရှင်ဒီပြင်ကမှလိုအပ်တာလေးတွေကိုပေါ့နော် international အပိုင်းမှာဘယ်လိုလေးတွေဒူးစင်တုံးဆိုကြတာဒါကတော့လှလို့နဲ့ဆွေးနွေးရပါတော့ဒီကလေးကလည်းလူချစ်လူခင်အရန်ပေါ်တယ်သူအတွက်ဆိုလို့ရှိရင်မပုံလို့အကုန်လုံးကနေပြီးသူ့ကိုစပွန်ဆာပေးကြတာရှင်အချစ်ချစ်တောင်ကအရန်တော်တယ်အ ဟိုသူပေါ့နော်အခုဆိုလို့ရှိရင် တောက်လျှောက်မနေ့ကဆိုအလှူလုပ်တဲ့အချိန်မှာနှစ်နာရီရနေပြီည9နာရီထိတစ်ချက်မှမညီဘူးလေဟိုအများနဲ့ကမယ်လမ်းလျှောက်မယ်ဆိုတဲ့ဇွဲကသူ့မှာအပြည့်ရှိရတယ်။တများသူများကလေးတွေဆိုလို့ရှိရင်อีว่าเลยตัวลงว่าไม่อีญินกาวเนี่ยไอ้ขาจ๋าหน้านูนี่ตัวไจ้ตะหลอกปုံท้วนโนยาได้ရှင်มินิมิสမြန်မာချစ်ချစ်တော့ဟာအခုလက်ရှိတုန်ကတန်းပညာကိုတင်ကြားနေတာပါငရရပြီးအခြေခံပညာကိုတင်ကြားနေတဲ့ခလိငတ်တယောက်မှာ အလားမဲ့တယောက်ဖြစ်နိုင်ငံတကာကလူငယ်တွေနဲ့ရှင်ပြိုင်နိုင်တဲ့တတိတွေရှိနေတာကိုမိဘတွေကကျင်တဲ့ PD ဖြစ်နေပေမဲ့တစ်ဖက်မှာလည်းကလေးရဲ့ပညာရေးနဲ့အနာဂတ်တွေဝေဝါးသားမှာကိုလည်းစိုးရိမ်မှုတွေရှိနေပါတယ်။အောင်မြင်မှုရဲ့နောက်ကွယ်မှာစောင့်ထိတ်ရမယ့်ကျင့်ဝတ်စည်းကမ်းတွေအပြင်အောင်မြင်မှုနဲ့အတူပါလာတဲ့ကြော်ကြားမှုဆိုတဲ့ဂုဏ်ကိုကလေးငယ်တယောက်အနေနဲ့တာယာပြီးဘဝတိုးတက်ရေးလမ်းကြောင်းတွေအတွက်စူးစမ်းမှုတွေအားရောလိုက်မှာကိုလည်းစိုးရိမ်နေကြတာပါ။ မြမတော့လေသူကလေးသယုတ်ဆောင်တော့မလုပ်စေချင်ဘူးဘာဖြစ်လို့လဲဆိုတော့ကလေးသယုတ်ဆောင်ကလေငိုရတာကြီးရတာဆိုတော့ကလေးအရန်ပင်မှန်တယ်အမှန်ပဲနော်သူဒီအရန်ငယ်နေတဲ့ချိန်မှာလေလေအဲ့လိုမျိုးကြီးလေစိတ်ထိခိုက်တဲ့ဟာတခါကျရင်လေငိုရတဲ့ခန်းနေပါဆိုကလေးကအဲ့လိုစိတ်ထိခိုက်ပြီးတော့အဲ့လိုဖြစ်သွားမှဆိုလေကလေးသယုတ်ဆောင်တော့မလုပ်စေချင်ဘူးဟိုဘာလုံးနေဆိုရင်တကယ်လို့ဘာလို့ပိုတိုမော်ဒယ်လေးပေါ့အဲအဲ့လိုရိုက်တာတို့ဟိုကြော်ညာလေးတွေရိုက်တာပျော့ပျော့ပပလေးပဲလေအဲအဲ့လိုမျိုးပော့ပော့ပပလေးလေးဆိုရင်တော့ပေးလုံမယ်ကျန်တဲ့အလုပ်တော့ပေးမလုပ်သေးဘူးပေါ့ ။ညာကြီးကတော့အခုလောလောဆယ်တော့ဒီပေါ့သူငယ်သူငယ်တန်းတက်တယ်ပေါ့နော်။ຫນွေရောက်လို့ရှင် summer school လို့ပါလို့အဲ့လိုမျိုးတော့တက်ခိုင်းမယ်ပေါ့အဲ့လိုမျိုးပဲသူဒီပညာရေးပိုင်းကိုတော့အဓိကတော့ဟိုလုပ်ပေးမှာဒီ miss ပြန်ပြီးွားပြီးနောက်ပိုင်းတက်လို့ရှင်လည်းပညာရေးကိုပဲဖြည်းဖြည်းစီစီလုပ်မယ်လို့ပဲစဉ်းစားထားတယ်။သူတော်ရင်တော်တယ်လို့ပေါ့နော်။အဲ့လိုမျိုးတော့စဉ်းစားထားပါလေ။ तू ကလည်းဟိုသူလေးချက်စင်မှုမှာကြောင်းသက်တက်ချင်တယ်လို့ဘာလို့အဲ့လိုမျိုးဖြစ်နေဆိုတော့အင်္ဂလိပ်စာအဓိကပဲလေ။အဲ့အင်္ဂလိပ်စာလေးတို့တော့အဓိက သူလမ်းကြောင်းပြီးတော့ပေါ့အသင်ပေးသွားမယ်ပေါ့အသင်ပေးသွားပြီးနောက်ပိုင်းကျလို့ရှိရင်ရတော့သူသူဝါသနာပါတယ်ဆိုရင်လည်းလှုပ်ခိုင်းမယ်ဝါသနာမပါဘူးကိုကတော့ပညာရေးပဲဦးစားပေးခြင်းတယ်အဲပညာတတ်ပဲဖြစ်စေခြင်းတယ်ချစ်ချစ်တော်ဟာငယ်ရွယ်တဲ့ကလေးတယောက်ဖြစ်ပေမဲ့နိုင်ငံတကာပြိုင်ပွဲဝင်အလှမယ်တယောက်မှာရှီတင်ရှီထားတဲ့အရေးချင်းတွေကိုစ조사တိစောက်နေတာပါအလှမယ်တယောက်မှာမဖြစ်မနေရှီတင်ရှီထားတဲ့လူများနဲ့လာရောညီတွေဆက်ဆံတတ်မှုတွေကြောင့်လူများရဲ့ချစ်ခင်မှုကိုရရှိနေတာလည်းဖြစ်ပါတယ် မကြခင်စင်ကာပူနိုင်ငံမှာကျင်းပတော့မယ့် International Prison Princess 2050ပြိုင်ပွဲမှာပထမဆုံးမြန်မာနိုင်ငံရဲ့အသက်အငယ်ဆုံးအလှမယ့်အဖြစ်တွားရောက်ရှင်ပြိုင်မယ် Mini Miss မြန်မာ2050ချစ်ချစ်တုံလေးရဲ့ပြိုင်ပွဲမှုကိုစူးစမ်းနေတာတွေကို MCL လူငယ်အစီအစဉ်ရဲ့ရုပ်တံမှတ်တမ်းအဖြစ်တင်ပြပေးလိုက်ပါတယ်ခင်ဗျာ